ဘယ်ရဆန်ဆောင်ဖုန်းကင်ထားတယ်လို့ဆိုရင်တော့ DV ကိုအဆုံးထိကြည့်ပြအောင်ကြည့်လိုက် DV လေးထဲမှာဆန်ဆောင်ဖုန်းတွေမှာပါတဲ့အသုံးဝင်တဲ့ test center တွေ feature လေးကိုပြောပြပေးမယ်အဲ့တော့ဘယ်လိုမျိုး feature တွေပါလဲဆိုတော့ကျွန်တော်တို့တူအဆုံးထိကြည့်လိုက်အောင်ပထမဆုံးတစ်ခုကတော့ကိုယ်ကင်ထားတဲ့ Samsung ဖုန်းလေးရဲ့ speaker အတန်တုံးတယ်လို့ခံစားနေရတယ်။ကျွန်တော်ရုပ်ရှင်တွေကြည့်တဲ့အခါမှာဖြစ်ဖြစ်တခြင်းနားထောင်နေမှာဖြစ်ဖြစ်အတန်တိတ်မကျဲဘူးဆိုရင်ကျွန်တော်အခုပြောမယ့် feature လေးကိုဖွင့်လိုက် အဲ့ဆိုမိတ်ဆွေရဲ့ဖုန်းလေးကအတန်ကိုအနည်းဆုံး2ဆလောက်ဒီပို့ပြီးတော့ကျဲသွားလိမ့်မယ်။အဲ့တော့ဒီ feature လေးကိုဘယ်လိုမျိုးဖွင့်ရလဲဆိုတာကိုကျွန်တော်အခုပြောပြပေးမယ်။ဒီ feature လေးကိုဘယ်လိုသွားမလဲဆိုတော့ကျွန်တော်ပထမဆုံး setting နဲ့ဝင်မယ်။ setting နဲ့ဝင်မှာရင်အောက်ကိုနည်းနည်းလေးဆွဲချပြီးတော့ကျွန်တော်တို့ accessibility တဲ့ဝင်ပါမယ်။ဒီမှာ accessibility ရဲ့ဝင်ပါအောင်နော်။ပြီးကြတော့ကျွန်တော် hearing enhancement လေးဝင်မယ်။နောက်ပြီးရရင်ကျွန်တော် mono audio ဖွင့်လိုက်မယ်။ ဒါဆိုရင်ကိုယ့်ရဲ့ speaker တန်းအနည်းဆုံး2000လောက်ထိပို့ပြီးတော့ကျဲသွားမှာပေါ့နော်ဒုတိယတစ်ခုကတော့ကိုဖုန်းကိုဖုန်းလာနေတဲ့အချိန်မှာကိုယ့်ကို blue phone ခေါ်နေလဲဆိုတာကိုဖုန်းကြည့်ပြရမလို့ပဲနဲ့တိအောင်လုပ်လို့ရတယ်နီလန်လေးစာစောင်းဖုန်းတွေမှာပါတယ်အဒါကဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်တို့ iPhone တွေမှာပါလို့ပေါ့နော်ဖုန်းခေါ်နေတဲ့လူရဲ့ content ကိုအတန်ထွက်ပြီးတော့ all ပေးနေတာဒါတွေကိုစာစောင်းဖုန်းမှာလည်းလုပ်လို့ရတယ်ဒီ feature လေးကိုဘယ်လိုမျိုးဖွင့်မလဲဆိုတာကိုကျွန်တော်အခုပြောပြပေးမယ်ဒီ feature လေးကိုဘယ်လိုမျိုးတောင်းအောင်လဲဆိုတော့ကျွန်တော်ပထမဆုံး setting နဲ့ဝင်မယ်အပြင်အောက်ကိုဆွဲချပြီးတော့ကျွန်တော်တို့ accessibility တွေကိုထပ်ဝင်မယ် ပြီးတော့ interaction နဲ့ဝင်မယ်။နောက်ပြီးရရင် answering ရဲ့ ending call တွေကိုထပ်ပြီးတော့ဝင်မယ်။ဒီမှာဆိုရင်အပေါ်ဆုံးမှာ recaller name allow ဆိုတာရှိပါတော့။ဒါလေးကို open နှိပ်ပြီးလိုက်။နောက်ပြီးတော့ဒီဟာလေးကိုပဲထပ်နှိပ်ပါတော့။ ။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ပုံမှန်ဆိုရင် Bluetooth နဲ့ headphone နေမှာပဲပေါ်နေမှာ။ဒါအောင် always ထားလိုက်ပြီဆိုရင် confirm ကိုဖုန်းခေါ်တာနဲ့သူကဖုန်းခေါ်တဲ့လူရဲ့နာမည်ကိုဖုန်းရဲ့ ringtone မှာ open နေမှာပဲဖြစ်ပါတယ်။သူကကိုယ့်ရဲ့ Samsung ဖုန်းလေးကိုသုံးလာတာကြားတဲ့အခါမှာဖုန်းကထစ်နေတာလက်နေတာဒီလိုပုံစံမျိုးတွေဖြစ်နေတယ်ဆိုရင်ကျွန်တော်အခုပြောမယ့် feature လေးကိုဖွင့်ပေးလိုက်။အဲဒါဆိုရင်မိတ်ဆွေရဲ့ဖုန်းလေးကိုသုံးရတာပို့ပြီးတော့တွတ်တွတ်လက်လက်ပေါ့ပေါ့ပါပါလေးနဲ့ထစ်တယ်ဆိုတဲ့ခံစားချက်ကိုရတော့မှာမဟုတ်ဘူး။အဲ့တော့ဒီ feature လေးကိုဘယ်လိုမျိုးဖွင့်ရမလဲဆိုတာကို ျွန်တော်ခုပြောပြပေးပါဒီ feature လေးကိုဘယ်လိုမျိုးတောင်းအောင်လဲဆိုတော့ကျွန်တော်တို့ပထမ setting နဲ့ဝင်မယ်ပြီးကြတော့ကျွန်တော် accessibility တော့ပဲထပ်ဝင်မယ်ဒီမှာဆိုရင်တော့ကျွန်တော်တို့ vision enhancement ဆိုတာရှိပါတော့အဲ့ဒါလေးကိုဆက်ဝင်လိုက်နောက်ပြီးတော့အောက်လေးကိုနည်းနည်းဆွဲချပြီးတော့ reduce animation ဖွင့်လိုက်မယ်ဆိုရင်ကိုယ့်ရဲ့သုံးညာကြာလေးဆန်ဆောင်းဖုန်းလေးကပို့ပြီးတော့တွတ်တွတ်လတ်လတ်မြင်းမြန်းစတန်နဲ့သုံးလို့ကောင်းပါမှာပဲဖြစ်ပါတယ်နောက်ဆုံးတစ်ခုကတော့ကျွန်တော်တို့ selfie ဓာတ်ပုံတွေရိုက်တဲ့အခါမှာဓာတ်ပုံကပြောင်းမြန်ပေါ်နေပေါ့နော်အဲ့ဒါကိုရုပ်ဆိုးလို့မကြိုက်ဘူးဆိုရင်ကျွန်တော်တို့အတက်ပုံကိုလုပ်လို့ရတယ်နီလန်လေးဆန်ဆောင်းဖုန်းလေးမှာလည်းလုပ်လို့ရတယ် ဒါလေးကိုဘယ်လိုလုပ်အောင်လဲဆိုတာကိုကျွန်တော်အခုပြောပြပေးပါမယ်။ဒီ feature လေးကိုဘယ်လိုမျိုးတောင်းအောင်လဲဆိုတော့ကျွန်တော်ပထမဆုံး camera app ထဲဝင်လိုက်မယ်။အကျွန်တော် selfie တစ်ပုဒ်ဒီမှာရိုက်လိုက်မယ်။အဒီမှာရိုက်ပြလိုက်တယ်။အဒီမှာဆိုရင်ကျွန်တော်မျက်နှာဘယ်လိုပြောမလဲ။ဆောင်းဆောင်းကြီးဖြစ်နေပါတော့။အားဟိုမလိုချင်ဘူးဆိုရင်ဘယ်လိုမျိုးလုပ်လို့ရလဲဆိုတော့ကျွန်တော်ပထမဆုံး setting နဲ့ဝင်မယ်။ setting နဲ့ဝင်မှာရေ save selfie as preview ဆိုတာရှိတယ်။အားလေး open လိုက်။ဒါဆိုရင်တော့ရပြီ။ကျွန်တော်ဒီမှာဆန်းပြလိုက်မယ်။ ဒါဆိုရင်တော့အတက်ပေါ်သွားပြီပေါ့နော်အဲ့တော့ဒီနေ့ video ရကျွန်တော် Samsung ဖုန်းတွေမှာပါတဲ့အသုံးဝင်တဲ့ tips and tricks တွေ feature လေးကိုပြောပြပေးတော့မှာဖြစ်ပါတယ်နောက်ထပ် video မှာလည်းအခြားသောဖုန်းတွေနဲ့ပတ်သက်တဲ့ tips and tricks တွေအသုံးဝင်တဲ့ feature လေးကိုပြောပြပေးတော့မှာမလို့ကျွန်တော်တို့ရဲ့ page ကို like and subscribe လုပ်ခဲ့ပါအောင်လို့ပြောနေပဲအားလုံးကျေးဇူးတင်နေကျွန်တော်အောက်ခံပါ